ဦးရတဲ့ခင်ဗျာအခုကျွန်တော်တို့ဒီမီဒီယာလောပေါ့နော်ဒီမီဒီယာဥပဒေအစ်စ်ကိုရေးဆွဲနေတဲ့နေတဲ့အခါမှာမနေ့ကဒီ broadcast media ပေါ့ကျွန်တော်တို့အတန်လွတ် media နဲ့ပတ်သက်လို့ဆွေးနွေးသွားတယ်လို့ကြားပါတယ်ခင်ဗျာဘာလို့များအဓိကဆွေးနွေးကြပါလဲအဓိကတော့ကျွန်တော်တို့ကရုပ်သံလွတ် media ကိုကျွန်တော်တို့ဆွဲဖို့စလိမ့်လာတာတော့90 98လောက်ပါလေးလာလေးလာပြီးတော့ကျွန်တော်တို့ဒီဘက်က2008 2009မှာကျတော့ကျွန်တော်တို့မြန်မာအတန်နဲ့ရုပ်ဝင်တန်ကြာကမူတည်ပြီးတော့မှအကြံပြင်းကျွန်တော်ဥပဒေမူကြမ်းတစ်ခုကျွန်တော်ဆွဲလိုက်တယ် ဆိုတော့လည်းကျွန်တော်ချင်းချင်းပြန်ပြီးတော့ဒါဝန်ကြီးကိုတင်ပြဆိုနေတဲ့ခါကျတော့ဝန်ကြီးကဒါမပြည့်စုံသေးတဲ့အချက်တွေသူတွေးတယ်။နောက်ပြီးရင်ကျွန်တော်တို့ကအခုပေါ်ပေါက်လာမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရမယ်။ပြီးရင်တိုင်းနိုင်ငံနိုင်ငံတကာစံနေနဲ့လည်းညီရမယ်။ဒါမှမဟုတ်ကျွန်တော်တို့ဟိုဘက်ကပုံနှိပ်မီဒီယာဥပဒေလိုပဲအဲနိုင်ငံတကာကယူဆတယ်ပဲထည့်သွင်းလေ့လာဖို့နိုင်မှုတွေအလုံးစုံတွေတခုလုပ်ပါလို့ကျွန်တော်တို့လမ်းညွှန်ပါတယ်။ဒါမှမဟုတ်ကျွန်တော်က UNESCO ကိုအခုအကူအညီတောင်းတော့ UNESCO ကပြီးခဲ့လမှာပထမသူတို့စီကကျွမ်းကျင်သူပညာရှင်2ယောက် ကျွန်တော်တို့လွတ်ပေးလွတ်ပေးပြီးတော့ကျွန်တော်တို့ရဲ့ဥပဒေမူကြမ်းကိုကျွန်တော်အပြည့်စုံတော့ကျွန်တော်ပြောလို့မရဘူးဆိုတော့ဥပဒေကြီးပြောလို့မရတော့ဥကျွန်တော်တို့စဉ်းစားထားတဲ့စဉ်းစားချက်တွေကိုသူတို့ရှင်းပြအရှင်းပြတဲ့ခါမှာသူတို့ကအကြံပြုချက်တွေပေးသွားတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်နေနဲ့ထပ်ပြီးတော့ပြန်ပြင်းတယ်ပြန်ပြင်းတော့အခုကျတော့ international media support နဲ့ကျွန်တော်တို့ထပ်ပြီးတော့ဆက်သွယ်ပြီးတော့ထပ်တကယ်နာမည်ကြီး Mr. Toby Mandela ကိုခေါ်ပြီးတော့မှကျွန်တော်မင်းရဲ့အလုံးစုံတွေပဲလုပ်တယ်လို့တဲ့ခါကျတော့ပထမလုံးဝဆွေးနွေးပွဲတော့သဘောတဘာကကျွန်တော်တို့ National School ပဲပါတယ်။အခုကျတော့ကျွန်တော်တို့ပါတယ် အာဒီဟိုနိုင်ငံတကာပညာရှင်ပါတယ်ပြီးရင်ပြည်တွင်းမှာလက်ရှိကျွန်တော်တို့ FM station ဟိုရေဒီယိုထုတ်လွှင့်မှုလုပ်နေတဲ့သူတွေနောက်တစ်ခါဒီအခါပေးရုံးမြင့်တန်ကြားလိုင်းကိုထုတ်ထွက်နေတဲ့အဖွဲ့အစည်းတွေပြီးရင်ကာကွယ်ဝင်ဌာနအုပ်ကဒါမြောက်ဝရုံးမြင့်တန်ကြားပုဂ္ဂိုလ်တွေနောက်တစ်ခါကျွန်တော်ရန်နာဘုံတယ်လီဖုန်းကအဖွဲ့တွေအဲ့ဒါပါအလုံးကျွန်တော်ခေါ်ပြီးတော့ကျွန်တော်ဆွေးနွေးပါတယ်ဆွေးနွေးဆိုတော့ဒီဒီခေါက်ဒီဆွေးနွေးပွဲကတော့ပို့ပြီးတော့အချက်အလက်တွေပို့ခြေပြန့်တာပေါ့ဒါတွေအလုံးကိုခြေခံပြီးတော့မှကျွန်တော်တို့ကဥပဒေမူကြမ်းကိုကျွန်တော်ပြန်ဆွဲပါမယ် ဆိုပြီးတော့လည်းဒါနဲ့တခုတည်းတော့မလုံလောက်သေးဘူးကျွန်တော်ထပ်ပြီးတော့နောက်ထပ်အလုံးစုံဆွေးနွေးဖို့လည်းကျွန်တော်ထပ်ပြီးတော့လုပ်ဖို့ရှိသေးပါတယ်ဒါတော့ကျွန်တော်ရုပ်တံနှုတ်တော့ပေါ့လာမယ့်25နှစ်ကျန်တော့ကျွန်တော်တို့ကပုံနှိပ်မီဒီယာနဲ့ပတ်သက်တဲ့အလုံးစုံဆွေးနွေးဖို့ထပ်လုပ်ပါမယ်ဒါကတော့ကျွန်တော်ပြီးခဲ့တဲ့မနေ့က23ရက်နေ့ကကျွန်တော်တို့ရဲ့ဒုတိယမူကြမ်းကိုကျွန်တော်တို့ကရှင်းနေယူကြုံကိုကျွန်တော်တင်လိုက်ပြီတင်လိုက်တော့ရှင်မကြခင်မှာရှင်းနေယူလုံကနေပေါ့သူရဲ့အကြံပြုချက်တွေလည်းပြန်ကြလာမှာပေါ့ပြန်ကြလာခါမှာပြင်ဆင်ရရှိရတယ်ပြင်ဖို့လိုလိုက်နေပြင်နိုင်အောင်နောက်တစ်ခုအဓိကအဖြစ်တော့ကျွန်တော်တို့ ဥပဒေမှာမပါဘဲနောက်ဆက်တွဲနီးဥပဒေမှာထည့်ရမယ့်အချက်တွေနဲ့ပတ်သက်လို့ပို့ပြီးတော့ပြည့်စုံတည်အောင်လို့ကျွန်တော်ထပ်ပြီးတော့25နှစ်မှာအလုံးစုံကိုထပ်လုပ်ပါမယ်ဟုတ်ကဲ့အဲ့တော့ဒီမနေ့ကတော့ဒီဆောင်းကဒီပြည်တဲ့ FN Television ကာကွယ်ရေးဝန်ကြီးယတနာပုံပေါ့နော်ဒါတော့ broadcast ပေါ့ဟုတ်ကဲ့ဟိုပြင်ပ broadcast တွေ broadcaster တွေရောဥပမာဟို RFA VOA TV ပေါ့နော်အဲ့ဒါတွေအတွက်ကဘယ်လိုလဲဖြစ်အဲ့ဒါတွေကတော့ကျွန်တော်က loss တော့မခေါ်မခေါ်ဆိုတော့တို့က ကျွန်တော်တို့ရုပ်သံမီဒီယာကပြည်တွင်းမှာလွှင့်တဲ့ဟာနဲ့ပဲကျွန်တော်ကဟိုပြည်တွင်းမှာရုပ်သံလုပ်ငန်းလုပ်မယ့်လူတွေကို license ထုတ်ပေးတဲ့ကိစ္စဒီဟာဒီမှာကျွန်တော်တို့ခုနလိုပေါ့ပါဝင်မဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဘလို့တတ်မှတ်မလဲဆိုတဲ့ကိစ္စဒါတွေပဲဆွေးနွေးရဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကအပြင်ပကမီဒီယာတော့မခေါ်သေးဘူးပေါ့ဒါပေမဲ့နောက်မှာတော့ကျွန်တော်တို့ခုနလိုပေါ့ဒီရုပ်သံသတင်းတော့တွေရဲ့ line နာမယ့်ကျိုးလိုကိစ္စမျိုးတွေဒါဘူးတွေနဲ့ပတ်သက်လို့ဆွေးနွေးတဲ့ခါကျတော့ကျွန်တော်တို့ပြင်ပမှာတကယ်လက်တွေ့လောက်ကင်နေတဲ့အဖွဲ့တွေလည်းကျွန်တော်တို့ထည့်ပြီးတော့ဖိတ်ပါမယ် ဲ့တော့ဒီ license ကဘယ်လိုလုပ်မှန်းချပြီးလို့ဆင်းရဲရှိရလဲ license နဲ့ license ကတော့အခုလက်ရှိကတော့ကျွန်တော်တို့ကနိုင်ငံတော်နဲ့ဟိုဖက်ဆက်လုပ်တဲ့ဟာပဲပေါ့နော်ဒါတော့ကျွန်တော်တို့ဟိုတီစဲဥတွေရပြန်ကြိုင်းဝင်ထဏောက်ပေးရထားတဲ့အခွင့်အာဏာတွေကပဲလုပ်နေတာပေါ့အခုကျွန်တော်တို့သွားမယ်ဒီနောက်လာမယ်ရုပ်သံလွှင့်ဥပဒေကြတော့နိုင်ငံတကာရဲ့မူတိုင်းပဲကျွန်တော်တို့ကရုပ်သံလွှင့် license တခုကိုတုံ့ညင်နေဆိုရင်နောက်တစ်ခါကျွန်တော်တို့ frequency management ပေါ့ရုပ်သံဒီ frequency တွေကိုလှိုင်းလုံးတွေကို ခွဲဝေတယ်ရေဒီယိုလိုင်းတို့ညို့ခွဲဝေတဲ့ခါမှာလိုရမယ်လူထုံးတို့ညီကျွန်တော်တို့စီစဉ်မဲ့အဖွဲ့ရှိမယ်သူကလည်းထောက်ခံတင်ပြမယ်နောက် license ထုတ်ပေးတဲ့အဖွဲ့ထုတ်မယ်နောက် license မှာလည်းကျွန်တော်တို့စီစဉ်စီကံနေပါအောင်ပေါ့ဥပမာအဖြစ်ကျွန်တော်တို့ဘာကြီးစဉ်းစားနေလဲဆိုတော့ကိုတို့စားလည်းတည်တာပဲဟိုဥရောပနိုင်ငံတွေမှာဆိုရင်ကျွန်တော်တို့ local content ကဗဏ္ဍာရေးနှုန်းပါမယ်ပညာရေးကဗဏ္ဍာရေးနှုန်းပါမယ်သူတို့သတ်မှတ်ထားတဲ့စံလေးရှိတယ်ဆိုတော့ဒီလိုဟာမျိုးလေးတွေလည်းကျွန်တော်နိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညီအောင်ဘယ်လိုထည့်မလဲဒါလေးပါကျွန်တော်ဆွေးနွေးဖို့ရှိပါတယ်ဒီ program ထဲမှာဟိုက program ပဲ program လောက်တော့ပါတဲ့နဲ့ဒီမှာကျွန်တော်တို့ဒီဒီမှာတော့သူက inform educate entertain မှန်ပါတယ်ဟုတ်ကဲ့ package တော့ကျွန်တော်တို့ဟိုကျွန်တော်တို့ဒီတရင်နဲ့ပတ်သက်တာဘယ်လောက်ပါမယ်ပညာရေးနဲ့ပတ်သက်တာဘယ်လောက်ပါမယ်အဲ့လိုပဲဒီထော်ပြမှုနဲ့ဘယ်လောက်ပါမယ်အဲ့လိုမျိုးအဲအဲ့လိုမျိုးဟာလေးတွေပါမယ်နောက်တစ်ခုကဥမာကျွန်တော်တို့ဥရောပနိုင်ငံတွေမှာရှိတယ်ဗျာဥမာဟို EU နိုင်ငံတွေမှာဆိုလို့ရှိရင်ဥရောပသမဂ္ဂဝင်နိုင်ငံတွေမှာသူတို့ရဲ့ရုပ်တံအစီအစဉ်တွေရဲ့ကျွန်တော်ထင်တယ်အကြမ်းမြင့်90%လုံးဒီ local content လို့ခေါ်တဲ့ EU နိုင်ငံတွေမှာထုတ်လုပ်တဲ့အစီအစဉ်ဖြစ်ရမယ်။ဒါကတော့ဖြစ်လို့ပြင်ပကတခြားနိုင်ငံဝင်လာတဲ့အစီအစဉ်တွေပဲလွှမ်းမိုးသွားမှာဆိုလို့သူတို့ကကာကွယ်တော့ဆိုတော့ဒီလိုဟာမျိုးကကျွန်တော်စီမှာလုပ်ဖို့လိုသလား။ဘာလို့တော့အားလုံးကစီးပွားရေးအတွက်ပဲတသက်လုပ်တဲ့ခါမှာပြင်ပကတခြားနိုင်ငံတွေထုတ်တဲ့ရုံးမြင့်တကြအစီအစဉ်တွေကြီးပဲကျွန်တော်တို့လွှင့်နေမှာဆိုရင်ပြည်တွင်းမှာရှိတဲ့ independent ဒီ program producer တွေအတွက်နေရာမရှိတော့ဘူး။ပြီးရင်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ရင်ကျေးမှုတွေ delivery တွေထင်ရတဲ့အစီအစဉ်မျိုးတွေပျောက်ကွယ်သွားမှလည်းကျွန်တော်တို့က ကာကွယ်လို့တာဘူးဒါကကျွန်တော်တို့တွေမဟုတ်ဘူးခုနကကျွန်တော်ပြောဥရောပနိုင်ငံတွေမှာလည်းဒီပြဿနာကိုခိုင်းတွဲနေတယ်ဆိုတော့ဒါမှမဟုတ်ဒီလိုဟာမျိုးလေးတွေကိုကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့ကိုက်ညောင်ဘယ်လိုထည့်မလဲလိုက်စင်မာနဲ့ကျွန်တော်တခါလေးတတ်မှတ်မလားဒီလိုဟာမျိုးလေးကျွန်တော်ဝိုင်းစဉ်းစားကြတော့ဟုတ်ပါတယ်နောက်တစ်ခုကလည်း timing ပါဗျအချိန်ရကြတော့ဘယ်အချိန်မှမှများဒီဟာကိုကျွန်တော်တို့အပြီးသက်သိနိုင်မလားမသိဘူးဗျအခုတော့ကျွန်တော်တို့ဟိုတိကျတော့ကျွန်တော်ပြောလို့မရသေးဘူးနော်ဒါပေမဲ့ကျွန်တော်တို့ဝင်ကြီးရဲ့လမ်းညွှန်ချက်ကတော့အရေးကြီးဆုံးဖြစ်တဲ့ပုံနှိပ်မီဒီယာဥပဒေကိုကျွန်တော်2012တွင်မှာ ကျွန်တော်လွှတ်တော်ရဲ့အတူပြုချက်ရအောင်ကျွန်တော်စူးစမ်းမယ်ပြီးရတဲ့ကျွန်တော်ကရုပ်သံလွှင့်ဥပဒေကိုကျွန်တော်ဆက်ပြီးတော့လုပ်မယ်နောက်ပြီးရင်ကျွန်တော်ထပ်ပြန်မယ်ဟာကြီးရှိပါသေးတယ်ဗီဒီယိုနဲ့ဗီဒီယိုနဲ့ရုပ်ရှင်နဲ့ဗီဒီယိုဆန်ဆာဥပဒေလိုဟာမျိုးတွေဒါတွေကနောက်နောက်ဆက်လိုက်ရမှာပေါ့အဲ့ဒါ2010အကောင်လောက်ဆိုရင်ဒီနေရာတွေပုံရုံလုံးပေါ်လာကျွန်တော်ထင်တယ်လေ2010တိုင်ခင်မှာတော့ပုံနှိပ်မီဒီယာဥပဒေကကျွန်တော်တို့အတီးဖြစ်ပါလိမ့်မယ်ဒါတော့လွှတ်တော်ပေါ်မှာမူတည်တာပေါ့ပြီးရင်တော့ကျွန်တော်နောက်နောက်ဆက်ရုပ်သံလွှင့်ဥပဒေကိုကျွန်တော်တို့အစိုးဆုံးတင်တဲ့အောင်ကျွန်တော်တို့လုပ်သွားမှာဟုတ် နောက်အခုဒီဟိုပုံနှိပ်မီဒီယာနဲ့ပတ်သက်လို့25ရက်နေ့မှာလုပ်မယ်ဒီမနေ့ပြန်လုပ်မယ်အစီအစဉ်လေးတွေကိုပါရမယ့်အဓိကပါတယ်အဓိကကတော့ဗျာကျွန်တော်တို့ကနိုင်ငံတော်သမ္မတကြီးကလည်းဒါသူ့မိခွန်းတော်မှာပါတော့လဲကျွန်တော်တို့စာနှစင်းကောင်စီတခုလွတ်လပ်တဲ့စာနှစင်းကောင်စီတခုကျွန်တော်တို့ဖွဲ့စည်းရမယ်လို့ဆိုတော့အရင်ကလည်းကျွန်တော်တို့ဒီဟာကိုစဉ်းစားထားတာရှိပါတယ်ဟောသမ္မတကြီးကလည်းဒီလိုမျိုးပြောတဲ့အချိန်မှာကျွန်တော်တို့ဒီပေါ်လာမဲ့ပုံနှိပ်မီဒီယာတွေမှာစာနှစင်းကောင်စီနဲ့ပတ်သက်တဲ့အချက်တွေကိုကျွန်တော်ဘယ်လိုထည့်မလဲဒါလေးကိုကျွန်တော် အသေးစိတ်ပို့ပြီးစဉ်းစားကြပါဦးသူတို့ပြင်အစိုးရပါတဲ့ဟာလားဒါမှမဟုတ် independent လွတ်လပ်မဟုတ်ဘူးကြာကျွန်တော်တို့ကတော့ဒီစာနေစင်းကောင်စီဒီအစိုးရဘက်ကလုံးဝပါစရာမရှိပါဘူးအဲ့တော့စာနေစင်းလောကကိုကိုစားပြုတဲ့သူတွေပုံနှိမ်နဲ့ထုတ်ဝေသူတွေကိုကိုစားပြုတဲ့လူတွေစာရေးဆရာတွေကိုကိုစားပြုတဲ့လူတွေပြီးရင်အရက်ဖက်လူမှုအဖွဲ့အစည်းကထင်ရှားကျော်ကြားတဲ့ပညာရှင်တွေပေါ့ဒါနဲ့နိုင်ငံတကာစံမှာပဲဒီလိုလူတွေအားလုံးပါပြီးတဲ့အဖွဲ့တစ်ခုကျွန်တော်တို့ဖွဲ့မယ်ဖွဲ့တဲ့အခါမှာနိုင်ငံတကာလှုပ်ထုံလူနည်းတွေဘယ်လိုရှိတယ်လဲသူတို့ဟာသူတို့ဘယ်လို ချင်းဝတ်တွေကိုဘယ်လိုပြတ်ထမ်းကြမလဲဒီလိုကိစ္စမျိုးတွေကျွန်တော်အဓိကဆွေးနွေးဖို့ရှိပါတယ်အဲ့အဲ့တော့ဒီကျွန်တော်တို့ဒီဟိုရုပ်မြင်သံကြားမှာလည်းနိုင်ငံတကာဆန်ပုံနှိပ်မှာလည်းနိုင်ငံတကာဆန်အဓိကတွားနေကြတယ်ပေါ့ဟုတ်ကဲ့မှန်ပါတယ်နောက်တစ်ခုကလည်းမကြခင်ကကျွန်တော်တို့ဟိုဝန်ကြီးဦးကျော်ဆန်းလည်းပြောတာလေဟိုစတိတ်ရဲ့ရိုးပေါ့နော်အစိုးရမီဒီယာကိုဖွင့်ပြအောင်လုပ်ဖို့ထိန်းချုပ်ဖို့မဟုတ်လို့လည်းပြောထားပါတယ်အခုဒီဥပဒေထဲမှာဘယ်လောက်ထိန်းချုပ်မှုတွေဖြေချောထားပြီလဲကျွန်တော်တို့လည်းဟို နိုင်ငံကစာမလည်းရှိတာပဲကျွန်တော်ကစာနယ်ဇင်းလွတ်လပ်ခွင့်ကိုကျင့်သုံးမယ်တိုးတိုးစာနယ်ဇင်းကျင့်လုပ်ခွင့်ဒီအကျိုးမဲ့လွတ်လပ်ခွင့်တော့မဟုတ်ဘူးတိုးတိုးဒီမိုကရက်တစ်စံနဲ့ညီတဲ့ကဏ္ဍချက်တစ်ခုတော့ရှိရှိရမယ်ဥပမာဆိုတော့တခြားသူတွေပုံတိကအခွင့်အရေးကိုကာကွယ်ရမယ်အားနည်းတဲ့အုပ်စုတွေအခွင့်အရေးကိုကာကွယ်ပေးရမယ်လူတယောက်ရဲ့ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကခုံတိခေါက်တမင်ရွယ်ချက်နဲ့ပြက်ပြောင်းပြောတာမျိုးတွေကာကွယ်မယ်ဒီလိုမှမျိုးကတော့ကျွန်တော်တို့ကဏ္ဍချက်တွေရှိမှာပေါ့တိုးတိုးဒါဒီလဲကျွန်တော်တို့ကအပြစ်ပေးဖို့ဆိုတာတည်းခုနလိုပေါ့အဲထိန်းချောင်းဖို့ သတိပေးဖို့ဆိုတော့ဒီမျိုးအဆင့်ဆင့်နဲ့ကျွန်တော်တို့သွားမှာပါဆိုတော့ဟိုရည်ရွယ်ချက်ချင်းကတော့ကွာသွားတာပေါ့အရင်တော့တော့တစ်ချိန်ကတော့ကျွန်တော်တို့ဒီအဲ့ဒါနိုင်ငံတော်မှာလုံခြုံရေးကိုဦးစားပေးနေတဲ့အချိန်ဖြစ်တဲ့ကြောင့်လို့ကျွန်တော်တို့ရဲ့ဥပဒေဒီလုံခြုံရေးရှုထောင့်ဘက်ကနေကျွန်တော်တို့ကချင်းကပ်ပြီးတော့လုပ်ခဲ့ကြတယ်အခုကျတော့ကျွန်တော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေရှိလာပြီအဲ့ဒီဘာပဲပြောပြောမြန်မာနိုင်ငံကြီးမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအများစုကလည်းကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေနေပေါ်မှာဒီပါဝင်ဆောင်ရွက်နိုင်ဖြစ်တဲ့ကြောင့်လို့ကျွန်တော်တို့ဒီနောက်ဆွဲတဲ့ဥပဒေအလုံးကတမန်တော်ကြီးလမ်းညွှန်ထားသလိုပဲကျွန်တော်တို့ဒီ လူတွေရဲ့အခွင့်အရေးကိုနောက်သက်ဆိုင်ရာကဏ္ဍတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုနှိမ့်မှန်လမ်းမအောင်ထုတ်ဖို့အတွက်ထိန်းချုပ်ပေးတဲ့ဥပဒေတွေပဲကျွန်တော်ဖြစ်ရအောင်ကန့်တတ်တဲ့ဥပဒေတွေကျွန်တော်မဖြစ်လို့မရတော့ဘူးအဓိကတော့လမ်းကြောင်းတစ်ခုပေါ့ထိန်းချုပ်တော့တကယ်ထုတ်တယ်ဖို့လည်းမဟုတ်ပါဘူးတော့ဖြစ်လို့ဆိုဒါတော့ကျွန်တော်တို့ဟိုဥရောပသမဂ္ဂရဲ့ကျွန်တော်တို့လူခွေကြီးညာဆန်တဲ့မှာဟိုဥရောပသမဂ္ဂရဲ့ဟိုချာတာမှာလည်းသူကပါတာပဲတစ်ဖက်ကလည်းအခွင့်အရေးရှိရမယ်တစ်ဖက်ကလည်း ဒီလူ့ဖွဲ့စည်းရေးဟာတူးချင်းရဲ့ဟာကိုကာကွယ်ဆောင်ရှောက်နိုင်မှုတွေဒီမိုကရက်တစ်စံနေနဲ့ညီတဲ့ဟိုကန့်သက်ချက်တွေထိကြောက်မှုတွေတော့ရှိရမှာပဲဒါတွေပဲထိရမှာပေါ့ကျွန်တော်တို့အဲ့ဘက်ကအခုကျွန်တော်တို့ဒီပြန်ကြားရေးဌာနအနေနဲ့စဉ်းစားပြနေပြီလားမလားဒါတွေကျွန်တော်တို့အခုစဉ်းစားနေတာပေါ့နော်သူကျွန်တော်တို့အလုံးစုံဆွေးနွေးပွဲတွေမှာလည်းအများဆုံးဒီကိစ္စပဲပြောတာပါကျွန်တော်တို့ဘက်ကပြောတယ်ဒီဘက်ကလည်းကျွန်တော်ပြောတယ်ဥမာမနေ့ကဆိုရင်လည်းရုပ်တံလွှင့်ဥပဒေနဲ့ပတ်သက်လို့ပြောတဲ့အခါမှာဒါပဲသူတို့ကပြောတယ်နံပါတ်1ပထမဆုံးအနေနဲ့တော့3ပေးတဲ့အဆင့် ပြီးရင်တော့တက်ဆိုင်ရာကာကရှင်ကတောင်းပန်စာကိုထုတ်ပြန်တဲ့ဆင့်အဲ့လိုမရဘူးအချင်းချင်းချိုးပုတ်တယ်ဆိုရင်မှကျွန်တော်တို့ကသူ့ကိုခုနလိုပဲ license ချုပ်သိနေတာဒါမှမဟုတ်ဒဏ်တက်တာမျိုးလုပ်မယ်ဒီလိုမျိုးယူဆတယ်ပြောတာပေါ့ဒီဒီမှာလည်းတချို့ကပြန်ထုတ်ပြတော့တော်တော်အမှုကိစ္စတိုင်းကိုအဲ့လိုမျိုးစဉ်းစားမလားဥပမာဆိုတော့ဘန်ဘန်တစ်ခုနဲ့ပတ်သက်တဲ့တရေကိုတေချာမစီစဘဲနဲ့လွှင့်လိုက်တယ်အဲ့လိုစီစဘဲကြောင့်လူတွေအားလုံးကစိုးရိမ်ပြီးတော့ဘန်ငွေတွေအားလုံးကိုပြေးပြီးတော့ထုတ်ကြတယ်အဲ့လိုကိစ္စမျိုးမှာတောင်းပန်ယူနေရမလား ဟုတ်တယ်မလားအဖားပစ္စည်းချက်ထည့်ပေးမယ်နဲ့လုံလောက်မလားဘာဖြစ်လို့ဆိုတော့အဲ့ချိန်မှာဘန်ကလူရဲ့ဘန်ကိုသွားပြီးတော့မှထုတ်နေကြပြီဘန်ရဲ့ share ဈေးတွေအကျသွားပြီအဲ့လိုကိစ္စမျိုးကြရင်တော့သတိပေးမယ်နဲ့လုံလောက်မလားဒါမျိုးဆိုရင်တော့ဥပဒေကြောင့်ရောအရေးကိုမလိုဘူးလားဒီလိုဟာမျိုးတွေပေါ့အမြင်တွေကိုကျွန်တော်တို့အမျိုးမျိုးဖလှယ်ပြီးတော့ဆွေးနွေးကြတာပါဟုတ်ကဲ့ဆိုလိုတာကတော့ဟို public အများနဲ့ဆိုင်တဲ့ issue တွေမှာတော့ဘယ်လိုကန်တယ်မလဲဆိုတော့အမှန်ပါလိမ့်မယ်အမှန်ပါဒါကြောင့်ဒီအများပြည်သူတွေနဲ့ ဟိုတိုက်ရိုက်ပတ်သက်တဲ့ public policy issue တွေကိုတော့လိုကင်တွေမှာဆိုတော့ဥပဒေထဲမှာထည့်တာဒါပေါ့ခုနကပေါ့လူမျိုးရေးမုံတိမှုဟိုလှုံ့ဆော်ရရောက်တဲ့သတင်းပို့မှုတွေရေးသားမှုတွေနောက်တစ်ခါကျွန်တော်တို့ဘာသာရေးရသဘောထားကွဲပြားမှုတွေကိုကြီးကြဲအောင်လှုံ့ဆော်ပြီးသလိုမျိုးရောက်တဲ့ရေးသားမျိုးတွေသတင်းပို့မှုတွေနောက်ခုနကကျွန်တော်တို့အားနေတဲ့အုပ်စုတွေဖြစ်တဲ့တိုင်းရင်းသားလူနည်းစုတွေအမျိုးသမီးတွေကလေးငယ်များရဲ့အခွင့်အရေးကိုထိပါရောက်တဲ့ရေးသားမှုမျိုးတွေလူတူချင်းရဲ့ပုံတိကအခွင့်အရေးလွတ်လပ်ခွင့်ကိုသွားပြီးထိပါရောက်တဲ့အမှုတွေဒါမျိုးတွေတော့ကျွန်တော်တို့က ဘယ်လိုကာကွယ်မလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားဒါလည်းကျွန်တော်တို့ကတတ်နိုင်သမျှအနည်းဆုံးဖြစ်ရမယ်ဒီမိုကရေစီစံတွေနဲ့ညီရမယ်ပေါ့တကယ်လို့လည်းဥပမာဟိုနောက်တစ်ခုကကျွန်တော်တို့ဥပမာပြည်မှာနည်းနည်းတချို့ကလည်းဝေဖန်ကြရတယ်ခင်ဗျဒီလို process ပေါ့ဒီလိုလုပ်ငန်းရှင်တွေမှာအလုံးပါဝင်နိုင်မှုမရှိကြဘူးလေပြောတဲ့နေဝေဖန်တယ်ကြရတယ်ခင်ဗျအဲ့ပုံမှာဘယ်လိုဖြစ်လို့တချို့ကမပါနိုင်မဲနဲ့တချို့ပဲပါနိုင်နေဆိုတော့အဲ့ဒီစားတွေပါတခုတော့ရှိတယ်ဟိုအပိုင်းနှစ်ခုပေါ့တစ်ကတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှအာ ဥပဒေတစ်ခုလုံးကိုအပြည့်စုံချမပြသေးလို့ဆိုတော့ဒါကိုခဏခဏကျွန်တော်တို့စောရကတက်ကြပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းဒီနိုင်ငံတော်ရဲ့လက်ရှိတည်ဆဲလုပ်ထုံးထုတ်နည်းတွေရပြည်ထောင်စုလွှတ်တော်ကဒီဥပဒေကိုစဉ်းစားဖို့သဘောမတူမချင်းကျွန်တော်တို့ကအပြည့်စုံကိုကျွန်တော်ချပြလို့မရအောင်ဒါပေမဲ့အလုံးစုံဆွေးနွေးပွဲမှာတော့ကျွန်တော်တို့ဟိုဘယ်အချက်တွေကိုဘယ်လိုစဉ်းစားရလဲဆိုတာမျိုးလို့ကျွန်တော်အများကြီးကျွန်တော်ဆွေးနွေးပါတယ်ဒါတော့ကျွန်တော်တို့ပေးနိုင်တယ်လို့ကျွန်တော်အသိပေးပါတယ်အဲ့ဒါကအားလုံးပေါင်းဝင်ရတယ်မရအောင်ဆိုတော့ကျွန်တော်တို့လုံးသမ ्या အလုံးစုံဆွေးနွေးပွဲမှာတော့တတ်နိုင်တဲ့လူအားလုံးကိုကျွန်တော်ဖိတ်ပါတယ် ဒါပေမဲ့ကုတိုးစော်လက်ကိုယ်တိုင်လည်း media conference ကိုတက်ခဲ့တာပဲတချို့ကဖိတ်မယ်မလာဘူးတချို့ကလာမယ်ဝင်မဆွေးနွေးဘူးဆိုတော့ဒါလိုရှိပါတယ်အဲ့တော့တော့ကျွန်တော်တို့လာပြီးတော့ဆွေးနွေးသည်ဖြစ်စေမဆွေးနွေးသည်ဖြစ်စေဒီ media နဲ့ပတ်သက်တဲ့အလုံးဆွေးနွေးပွဲတွေဆွေးနွေးပွဲမှာဆွေးနွေးရချက်တွေအလုံးကျွန်တော်ယူပါတယ်ပြီးရင်တော့တို့ကတို့ကိုပိုင်အမြင်တွေကိုထုတ်ဖော်ပြောကြားနေတာရှိတယ်ဥပမာ TVB တို့အတန်းတို့ဌာနနဲ့ပြောတဲ့တွေ့ဆုံမေးမြန်းခန်းတွေမှာပြောတာရှိတယ်စောင်းပါးတွေရေးတာရှိတယ်ဒါတွေအလုံးနဲ့ကျွန်တော်ပြန်ပြီးတော့စုပါတယ်ဆိုလိုတာကတော့တို့ ပြောသမျှဟာအလုံးတော့ကျွန်တော်တို့လုပ်ပါတယ်ဟောပါဝင်နေမပါဝင်ဆိုတော့တခါကြီးတော့ဖိတ်ပြီမဲ့လေလာချင်မှလာတော့ဘူးဗျဒီလိုလည်းရှိပါတယ်အချို့လာပြီးတော့လည်းမချိုးနေဘူးအဆွေးနွေးဘူးဒါပေမဲ့ရေးစီမှာတော့ဟို inclusive မှန်တာပေါ့နော်အကုန်ပါနိုင်အောင်တော့ကြံကြိုင်းနေတဲ့စီစဉ်ပေးတာလည်းရှိပါလားနောက်တော့ကျွန်တော်ဥပဒေပေါ်လာမယ်ဗျာဒီဥပဒေကိုကျွန်တော်တို့ချားပြတဲ့ခါမှာကျွန်တော်တို့နိုင်ငံတော်ပြန်နှံ့မှထည့်မယ်ဒါဟာလူသိရှင်ညာကျွန်တော်ချိန်ညာမယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ကဒီလူတိုင်းလူတိုင်းကိုယ်အမြင်ကိုထုတ်ဖော်ပြောကြားလို့ရမယ်သူတို့ကိုကိုစားပြုတဲ့ပြတ်တော်ကိုယ်စားပြုတို့ရဲ့အမြင်ကိုသူတို့လှမ်းပြီးတော့ တင်ပြလို့ရမယ်။နောက်ဆုံးဖြတ်တော့ပြည်ထောင်စုတို့တော့ဆုံးဖြတ်မှာပေါ့။အဲ့တော့ပြည်ထောင်စုတို့ကအတီးပြပြီးတော့အဲ့ဒီဥပဒေနဲ့အညီပေါ်လာမယ်။ခုနကစာနယ်ဇင်းကောင်စီတို့အဖွဲ့မျိုးတွေဖြစ်လာအောင်ပါပေါ့။အဲ့ဒီခါကျရင်လည်းတို့ကထပ်ပြီးတော့ဒီလိုကောင်စီလိုဟာမျိုးကနေပဲတို့ရဲ့အမြင်မျိုးထပ်ပြောခွင့်ရမယ်။ပြင်မှုထပ်လုပ်ရဆိုတော့တို့ဖြတ်ထပ်တောင်းဆိုရင်ဒါလွတ်တော်ကသူလိုရင်ကျွန်တော်ပြန်ပြင်မှာပေါ့။ဟုတ်ကဲ့ခင်ဗျ။အခုကျွန်တော်ဒီမီဒီယာနဲ့ပြောနော်ကျွန်တော် Facebook မှာနည်းနည်းတွေ့လိုက်မှာနော်။ဆိုတော့တော့ဒီတက်ကလည်းပြောတယ်အရင်တော့က ဟိုကျွန်တော်တို့ဒီနိုင်ငံတော်အနေနဲ့စဉ်းစားခဲ့တဲ့လုံခြုံရေးပေါ့ security factor နဲ့ပြီးတော့အခုတော့ constitution ဘက်ကိုပြောင်းလာတယ်ပေါ့ဖွဲ့စည်းပုံဘက်ကိုပြောင်းပြီးဆင်းလာတယ်အဲ့တော့အခုလောလောဆယ်ဖွဲ့စည်းပုံမှာလည်းဟိုလောလောဆယ်ဖွဲ့စည်းပုံနဲ့ပတ်သက်လို့လက်ရှိဟိုအငင်းပွားပွဲဟာဒီကျွန်တော်တို့တန်းကြိမ်မှုလေးဖြစ်နေပါတယ်အဲ့ပုံမှာရောဘလို့သဘောရှိသဘောထားရှိလဲမသိဘူးခင်ဗျအမှန်တကယ်တော့ဗျာဒါဟိုဒီစာသားပေါ်ဒါတော့လူတိုင်းကအမြင်မျိုးရှိကြအောင်ပေါ့သို့တော့ဘလို့အမြင်မဲရှိရှိ ဒါဒီဖွဲ့စည်းပုံအခြေခံဥပဒေပါတဲ့စာသားဖြစ်တဲ့ကြောင့်မလို့ပြင်ရှင်လို့ရှင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တတ်မှတ်ထားတဲ့လုံထုံးလုံနည်းရပဲကျွန်တော်ပြင်မှရမယ်ဆိုလိုတာကသူဒီကျွန်တော်ဒီပုံမှန်125ပေါ့နော်သူကအကြမ်းကြိတ်ဆိုပုံမှန်125နောက်ဆက်တွဲဇယား၄ဆိုတော့ဒါဒီကျွန်တော်တို့ကအနည်းဆုံးလွှတ်တော်မှာ85ရဂိုင်းနှုံးကအထက်ကသဘောတူမှာကျွန်တော်ပြင်လို့ရမယ်ဒါပြင်ဖို့အဆိုကြတော့လေလွှတ်တော်မှာ20ရဂိုင်းနှုံးကစပြီးတော့အဆိုပြုရမယ်ဆိုတော့ကျွန်တော်တို့ကနေကျွန်တော်တို့ကတော့ဟို ဒါကိုပြင်ဖို့လိုတယ်မလို့ဆိုတော့ကျွန်တော်မှတ်ချက်မပေးလို့တိုးတော့ပြင်ကျင်တဲ့လူတွေရှိလို့ရှင်တော့သူကဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေကနီးလန်းတယ်ပဲကျွန်တော်သွားမှပဲရဒါကိုကျွန်တော်တို့အုပ်ချုပ်ရေးဘက်ကဥမာနိုင်ငံတော်တမန်တော်ကြီးကပြင်ပြပါဆိုလို့ဒါပြင်လို့မရဘူးနိုင်ငံတော်တမန်တော်ကကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသူပြင်ပိုင်ခွင့်မရှိဘူးပြင်တာကကျွန်တော်တို့ကလွတ်တော်ကပဲပြင်ခွင့်ရှိတော့ဒီလိုသဘောတဘာပေါ်တော့ရှိပါတော့ဒီနီးလန်းတယ်ပဲသွားတိုးတော့ဟိုထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ရမည်ဆိုလို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်အောင်ဆိုတဲ့ သဘောရောက်တယ်လို့ကျွန်တော်တို့မယုံကြည်ဘူးဗျ။ဟုတ်ကဲ့။ဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတဲမှာကိုပြင်ဆင်ခြင်းလို့အခန်းဆက်နှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုတဲ့ဟာကိုကျွန်တော်တို့ထည့်ထားတာပေါ့။ဟုတ်ကဲ့။အဲ့တော့ထိမ့်သိမ့်ကာကွယ်ဆောင်ရွက်တယ်ဆိုတာတော့ကျွန်တော်ရဲ့ဟိုတူးချင်းနားလည်မှုရာကျွန်တော်ပြောရမယ်ဆိုတော့ထိမ့်သိမ့်ကာကွယ်ဆောင်ရွက်ခြင်းသည်ဖွဲ့လူတွေအားလုံးကိုဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီလိုက်နာအောင်ကြမ်းမှတ်ပြုပြင်ပေးမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာခင်းတဲ့မလျော်ညီတဲ့ဟာတွေရှိလို့ရှိရင်ခင်းတဲ့လျော်ညီအောင်ပြုပြင်ထိမ့်သိမ့်မယ်။ဒီလိုမျိုးလိုပဲကျွန်တော်မြင်တယ်။ဆိုတော့ပဲအဲ့ဒီလုံးဝကိုကျွန်တော်အိမ်ကိုကျွန်တော် ကာကွယ်စောင့်ရှောက်တယ်ဆိုတော့ဒီအင်ဂျင်မပြင်မဲလို့ဒီတိုင်းပဲထားမလို့ပြောတော့မှာဘူးပဲနော်ကျွန်တော်အင်ကိုရေးချေခံအောင်ပြင်မဲလိုအပ်လို့ရှိရင်တဘောအတန်းခံနိုင်အောင်ပြန်ပြင်မဲလိုအပ်ရင်ဒီဇိုင်းပြန်ပြင်မဲဒီလိုမျိုးလုပ်မှာပဲလေဆိုတော့ကျွန်တော်ကိုပိုင် user ပြောတော့ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ခြင်းလို့ပြောခြင်းဒီဟိုဖွဲ့စည်းပုံအခြေခံဦးလို့တက်တလုံးမပြင်ပါဘူးလို့ grid view ကမရောက်ဘူးလို့ထင်တယ်တကယ်ရောလက်တွေ့ရောပြင်နိုင်ကြည့်ပြင်မဲ့ဆိုရင်ပြင်နိုင်တဲ့အခွင့်အလမ်းရောရှိရလားရှိပါတယ်ခင်ဗျာဘာလို့လဲဆိုတော့နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကလည်းသူ့မိကွန်းထဲမှာကျွန်တော်တို့ဒီဒီအမျိုးသားပြန်လည်စီးတုံးညွညွရေး တိုင်းသားစီလိုညူရလို့တဲ့ခါမှာဖွလိုရလို့ရှိရင်လွတ်တော်တွေမှာဝိုင်းဝန်းဆွေးနွေးတော့မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရပါလို့ကျွန်တော်ပြောတာ။ဒါကြောင့်မလို့လေနောက်တော့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကဟိုတသက်မတဲ့တည်မြဲနေမှာဟိုလေသူဒီတက်ရှိအဖွဲ့စည်းလို့ပဲသူလည်းအမြဲတမ်းလိုက်ပါပြောင်းလဲနေရတဲ့ဟာပဲကို။အဲ့တော့လွတ်တော်တွေမှာရှိတဲ့လူတွေအားလုံးကအယူဆသဘောထားညီတယ်ဆိုရင်တော့ဒါပြင်မှာပဲပေါ့။ ခုကကျွန်တော်တို့ထိုင်းနိုင်ငံမှာဆိုရင်ဖွဲ့စည်းအုပ်ချုပ်ပုံ16ခုလောက်ရှိပါတယ်ဟုတ်ကဲ့18ခုလား18ခုလားမသိဘူးဟုတ်ကဲ့ဆရာတို့ကအနာတိတ်လိုက်ပြန်လိုက်ပါတော့ဘဝိုင်းမှာတစ်ခုတော့10နှစ်လောက်ဆွဲတယ်လို့ပြောပါတယ်ခင်ဗျအဲ့ဒါပုံပေါ်မှာတကယ်တမ်းကတကယ်ပြင်နိုင်ကြီးရှိနိုင်ပါ့မလားကျွန်တော်တို့က10နှစ်ဆွဲတယ်ဆိုတဲ့ဟာတော့ကျွန်တော်ကငင်းငင်နေကြဗျာဘာလို့လဲဆိုတော့10နှစ်ဆွဲတာမဟုတ်ဘူးအဲ့ process ကြီးရက်နေလို့10နှစ်ကြာတော့ဘာဖြစ်လို့အဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲတဲ့ဟို process ဟိုဒီလုပ်ငန်းစီကြီးရက်သွားလဲဆိုတော့လေကျွန်တော်က95 96လောက်ထိကျွန်တော်ကတစ်ချက်အချက်တချို့ကျွန်တော်သဘောတူခဲ့တယ် တူခဲ့ပြီးတဲ့အချိန်မှာတချို့ကမပါလို့လို့ပြန်ထွက်သွားတယ်ပြန်ထွက်သွားတဲ့ခါမှာအဲ့ဒီတော့ရှိတဲ့နိုင်ငံတော်ဆိုးအနေနဲ့ကလည်းမတတ်နိုင်ဘူးလူတွေအလုံးပါစီချင်တော့ဒီလူတွေကိုဒီထဲကိုပြန်ပြီးတော့ဆွဲသွင်းနိုင်မယ့်အခြေအနေတွေကိုကျွန်တော်တို့အမျိုးမျိုးစူးစမ်းခဲ့တယ်အဲစူးစမ်းခဲ့တော့မရတဲ့ခါကျတော့2004မှာကျွန်တော်တို့ပြန်စလိုက်တယ်ဆိုတော့ဟို10နှစ်ကျော်လို့တော့ကျွန်တော်တို့ပြောလို့မရဘူးဗျာနော်ဒီအစည်းအဝေးရဲ့ဂျမ်းမှာအကြောင်းကြောင်းကြောင်းရက်တန်လိုက်ရတာပေါ့ဆိုတော့ခန္ဓာတွေရှိပါတယ်တကယ်လို့တော့ရက်တန်မှုမရှိဘူးဆိုရင်ပို့ပြီးတော့မြန်မာပဲဗျာနောက်ဖွဲ့စည်းပုံအခြေခံဥပဒေကပြင်ဖို့ခက်တယ်လို့ပြောလို့မရဘူးဆိုတော့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကဘောက်မှာကျွန်တော်တို့ပြင်ဖို့အခက်ဆုံးဥပဒေတွေပါပါတယ်။ तू ကရန်အဆင့်တွေများတော့ပြင်းနေလွတ်တော်အဆင့်ကြီးကလိုက်ပြီးအတီးပြရတဲ့ဟာမျိုးဆိုတော့ဒါတော့မှ तू တော်မှကျွန်တော်ထင်တယ်အချိန်20ကျော်23ချိန်ထင်တယ် तू ပြင်ခဲ့ပြီးပြီပဲ။ဟုတ်ဟုတ်ကဲ့။အဲဆင်းတော့အခုကျွန်တော်တို့မပြောဘဲနဲ့အဲမမေးဘဲနဲ့တခြားပြောကြပါများရှိလည်းမသိပြ။ဒီရတော့နည်းနည်းမီဒီယာကဏ္ဍရောဒီကျွန်တော်တို့ဖွဲ့စည်းပုံကဏ္ဍရောပေါ့နော်။ဟုတ်ကျွန်တော်တို့နေရတော့ဗျာအခု ဟိုအမြင်နဲ့ကျွန်တော်တို့ပြောပါတယ်နော်တန်ကတော်သမလာကြီးကလည်းပြောပါတယ်နော်ကျွန်တော်တို့ကတကယ်တော့အခုစနစ်တစ်ကိုကျွန်တော်ပြောင်းနေပြောင်းလို့ဆိုတော့ဒီစနစ်တစ်နဲ့ကျွန်တော်ကဒီလိုက်ပါပြောင်းနိုင်မှုတို့အစိုးရဝန်ကြီးဌာနအလုံးကကျွန်တော်တို့လုပ်မှာတယ်အဲ့တော့ကျွန်တော်ပြန်ကြိုင်းဝန်ကြီးဌာနလည်းဒီစနစ်နဲ့ဒီလိုက်ပါပြောင်းနိုင်မှုစူးစမ်းနေတာပေါ့အဲ့တော့စူးစမ်းတဲ့ခါမှာကျွန်တော်ရဲ့လုံဆောင်ချက်အားလုံးဒီကျွန်တော်ပြည့်ပြည့်စုံနေလို့လည်းမခံယူပါဘူးအဲဝန်ကြီးကဒီကိစ္စအများအားပြောပါတယ်ငါတို့ကျွန်တော်ဝန်ကြီးဌာနနဲ့ပြောင်းဖို့စူးစမ်းနေတယ်ဒီလိုပြောင်းတဲ့ခါမှာကိုလုတ်တာကိုအမြင်နဲ့လုတ်တယ်လို့တခြားလူတွေကအမြင်လဲ ထည့်သွင်းစဉ်းစားပြီးတော့လုပ်ပါဒါကျွန်တော်တို့ဝင်ကြအများအားလမ်းညွှန်ပါတယ်ဆိုတော့ဒါမှမဟုတ်ကျွန်တော်ပြောချင်တာကျွန်တော်တို့လုပ်နေတဲ့ထဲမှာအားနည်းချက်တွေရှိတယ်မပြည့်စုံသေးတာရှိလို့ရှိရင်ကျွန်တော်တို့အကြံပြုပါတကယ်လို့ကျွန်တော်တို့ဘာကြောင့်ဒီကိစ္စကိုဆုံးဖြတ်တယ်လို့သိချင်တယ်ကျွန်တော်တို့မေးပါဒါပေမဲ့အခုချိန်မှာတော့တချို့လူကြီးကတော့မေးလည်းမမေးဘူးအကြံလည်းမပြုဘဲနဲ့တစ်ဖက်ကနေပဲကျွန်တော်တို့အပြစ်သဘောနဲ့ပဲမြင်နိုင်မှုကြတော့လေဒါကျွန်တော်တို့လောကကံတဲ့ခါမှာကျွန်တော်အခက်အခဲအများကြီးရှိပါဒါမှမဟုတ်ကျွန်တော်တို့အကြံပြုချက်တွေကိုကျွန်တော်တို့ပေးလဲပေးစေချင်ပါတယ်မေးလဲမေးစေချင်ပါတယ် ജീതുറ്റമാണ് നമ്മുടെ ജീതുറ്റമാണ്